တရားမျှတမှုမရှိတဲ့မြန်မာစတားပြိုင်ပွဲကနှုတ်ထွက်လိုက်ရတဲ့အဓိကပြဿနာကိုပြောလာတဲ့မိခလာပြည်သူများလုံးမင်္ဂလာပါရှင့်ရက်ွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တရားမျှတမှုမရှိဘဲငွေမျက်နှာတစ်ခုတည်းကြည့်တဲ့မြန်မာစတားပြိုင်ပွဲကနေနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်းပြောလာတာကတော့အဆိုတော်မိခလာပါအမန်တကယ်မှာလဲမြန်မာစတားပြိုင်ပွဲကအစောပိုင်းမှာပြည်သက်တွေရဲ့စိတ်အာရုံကိုဖန်ဆင်းနိုင်ပေမဲ့ နောက်ပိုင်းမှာတော့ငွေမျက်နှာတခုတည်းကြီးကအရေးချင်းရှိတဲ့ပြိုင်ပွဲဝင်တွေကနှုတ်ဆက်ထွက်သွားရပြီးတော့အရေးချင်းမရှိတဲ့ပြိုင်ပွဲဝင်တွေကကြံခဲ့ပါတယ်။ဒါကိုအစိုးရမေခလာကလက်မခံနိုင်ပုံရပါတယ်။အစိုးရမေခလာကမြမဂီတာလော်ကရဲ့ KU Studio အစိုးရတအူးဖြစ်ပြီးတော့ပရိသတ်ကြိုက်တဲ့သချင်းကောင်းများစွာကိုတည်ဆိုထားတဲ့အစိုးရတအူးဖြစ်ပါတယ်။ဒီလိုဝိုင်းရင်အစိုးရတအူးဖြစ်တဲ့မေခလာကမြမစတားသချင်းဆိုပြိုင်ပွဲမှာတည်ရေးစရာဆော့ခုစိအစီအစဉ်တင်ဆက်သူဇင်အောင်တို့နဲ့အတူ အကဲပြတ်တိုင်းတူဖြစ်လောက်ကန်နေရဖြစ်ပါတယ်မြန်မာစတားသတင်းဆိုပြိုင်ပွဲမှာဒိုင်လုံးနေအစီအစဉ်တင်ဆက်သူဇင်အောင်ဟာဆိုရင်မြန်မာစတားပြိုင်ပွဲမှာတိုင်ပွဲဝင်တွေကိုဖက်ရှင်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းချိုးနှိမ်ဖဲ့စွာပြောနေရဖြစ်ပါတယ်တေးစောခုစဲဆိုရင်မြန်မာစတားပြိုင်ပွဲဝင်တွေကဂီတပညာရေးဆိုင်ရာကိစ္စကလွဲရင်ဂျန်တဲ့ကိစ္စတွေမှာပြောတာမျိုးမရှိပါဘူး။ဒါပေမဲ့အစိုးရမေခလာကတော့ဒီလိုမျိုးမဟုတ်ပါဘူး။အစိုးရမေခလာကအရင်တုန်းကတည်းကအပြင်လောကမှာတော်လတ်စာနဲ့ပြောဆိုတတ်တဲ့အစိုးရတအုပ်ဖြစ်ပါတယ်။ အစောရမေကလာကစိတ်ကောင်းနှလုံးကောင်းလည်းရှိပြီးတော့ဘသူကမဆိုဖေးဖေးမမနဲ့ကျင်ကျင်နာနာပြောဆိုတတ်ပါတယ်။ဒါအပြင်အစောရမေကလာကစတတ်ပြောတတ်နောက်တတ်တဲ့သူပါဒီလိုမျိုးအစောရမေကလာကမြန်မာစတားပြိုင်ပွဲမှာခင်တတ်စတတ်ပြောတတ်တယ်လို့အစင်နာတရားကြီးမှာပြီးတော့ပြိုင်ပွဲဝင်တွေကိုလည်းဖေးဖေးမမဆက်ဆံတတ်တာကြောင့်ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။မေကလာကမြန်မာစတားသချင်းဆိုပြိုင်ပွဲမှာပြိုင်ပွဲဝင်တွေဘယ်တော့မှအပြစ်တင်တာထောက်ပြတာဝေဖန်တာမျိုးမရှိပဲအမြဲတမ်းအကောင်းပြောပြီးတော့ချီးကျူးတတ်ပါတယ်။မေကလာကအတန်သေး အတန်ကြောင့်နဲ့ဆိုတာမကောင်းတဲ့ပြန်ပွဲဝင်တွေကိုတောင်ကြံဖန်ပြီးတော့ချီကျူးတတ်ပါရဲ့။ဒါကြောင့်မြန်မာစတားတချင်းဆိုပြန်ပွဲမှာမိခလာကိုပြန်ပွဲဝင်နိုင်ကရောကြီးကျယ်သူပရိသတ်တွေကပါချစ်ခင်အားပေးကြပါရဲ့။ဒီလိုစင်နာတနာတတ်တဲ့ပရိသတ်ချစ်တော်အဆိုတော်မိခလာက မြန်မာစတားပြန်ပွဲကနေအရေးချင်းရှိတဲ့သူတွေထွက်ခွာသွားတဲ့အခါမှာတရားမျှတမှုမရှိလို့ခံစားနေရပါတယ်။ဒါကြောင့်နှုတ်ထွက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့မေခလာကအမှန်တရားကိုမဖုံးကွယ်ခြင်းတော့လုံးမြန်မာစတားတိုင်းဖြစ်ကနေနှုတ်ထွက်လိုက်တာဖြစ်ကြောင်းသူမကအရာရာကိုငွေနဲ့ဆုံးဖြတ်ရတာကိုမကြိုက်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။ မေဂလာကမီဒီယာအင်တာဗျူးတခုမှာချင်းငယ်စိတ်ထဲမှာအမှန်တရားရှိတယ်။ချင်းငယ်ကိုမတွေ့တော့အလုံးကမေးကြတယ်။ပြမုန်းလီတွေကလည်းဝန်းနေကြတယ်လို့ဆိုပါတယ်။အစတော်မေဂလာကမြန်မာစတားပြိုင်ပွဲမှာအရေးချင်းရှိသူတွေ၊တချင်းဆိုကောင်းသူတွေဘော်တန်ထိုင်ရတဲ့အခါမှာမြန်မာစတားရဲ့လူရွေးချယ်မှုပုံစံပေါ်မှာသူနားမလည်နိုင်ဘူးလို့ပြောခဲ့သူဖြစ်ပြီးတော့ဗော်တီဖြစ်တာလားမြန်မာစတားနဲ့ပဲဆိုင်နာလားလို့ပြောခဲ့တာကိုလည်းတွေ့ရပါတယ်။မြန်မာစတားပြိုင်ပွဲကနှုတ်ထွက်လိုက်တဲ့ပုံမှာမေဂလာကသူမအနေနဲ့တမတမတ်ကြကြပဲလုပ်ခဲ့တဲ့အတွက်ဘာကိုမှမကြောက်ကြောင် သမားကငွေမျက်နှာတစ်ခုတည်းမကြည့်ခဲ့လို့လိပ်ပြလုံးကြောင်းမြမစတာနဲ့သမားရဲ့ကြားမှာကြီးမားတဲ့ပြဿနာတွေဘာတွေဖြစ်ခဲ့လဲဆိုတော့ဒီနေ့ကျရင်အမှန်တရားကိုပြောမှာပါလို့မေခလာကပြောခဲ့ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြမစတာပြန်ပွဲကနေအစတော်မေခလာနှုတ်ထွက်သွားတဲ့ပုံမှာဘလို့မျိုးမြင်ကြပါသလဲရှင်မြန်မာစတားပြန်ပွဲကြီးကရောတရားမျှတမှုရှိတယ်လို့ထင်ကြပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်